မြတ်စွာဘုရားရှင်ရဲ့နောက်တော်ဘာမတရားမင်းကြီးကသဘိနဲ့နှစ်ထပ်သင်္ကန်းကြီးပိုက်၍ကပ်ပြရာဖြစ်နေလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကပင်စသီကနသားရဲ့ဘီလူဝနဆောင်ကြီးတီလိုနတ်တူရိယာနတ်သချင်းနေနဲ့တာယာညင်ညုံကောင်းမြတ်စွာပူဇော်ပြီးတော့ဆင်းသက်လိုက်ပါပို့ဆောင်ခဲ့သည် မြတ်စွာဘုရားရှင်ရဲ့လေဝေဘကတိမန္တလိနသကနာပန်းနေတဖွာဘွာကျဲလို့လိုက်ပါလာသည်ဗြဟ္မာမင်းကြီးတွေကကနက်ကရံခြေဖြူတွေမိုးလို့တဝန်ကုတ်ကမလီဝါးတွေတလူလူတလွင့်လွင့်နတ်ကြီးရဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယောင်ကိုယ်ဝါးတွေမြန်မာတွေရဲ့ကိုယ်ကထွက်တဲ့အယောင်အဝါးတွေ အလည်းဖြစ်တဲ့ဗြဟ္မဆောင်နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ခန္ဓာကိုယ်တော်ကဒီလရောင်ကြီးတော်ရီပိတရောင်ကြီးတော်ရီလောဟိတရောင်ကြီးတော်ရီဩဒတရောင်ကြီးတော်ရီမြင်စိတ်ထရောင်ကြီးတော်ပြူပြူပြပြပပတရရောင်ကြီးတော်ဆိုတဲ့ရောင်ကြီးတော်၆ွယ်တွေဟာနတ်တိမြမရရဲ့ကိုယောင်ဘဝတွေပုံလန်းပြီးမှပြူပြူပြပြတလဲလဲပုံမြူးနေတာဘယ်နေတော့ ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာဟောဆောင်တန်းချိန်မှာရှင်သာရိပုတ္တရာဥဆောင်တဲ့တပိယဟန်900အဲ့ဒီနောက်ကမှာဖွင့်နေတဲ့လူတို့ပေးတတ်ကြီးကလက်အုံချီလို့ဆောင်တန်းသုံးသွင်းနေတဲ့တင့်တဲ့သဗ္ဗေသာစင်းသက်ကြွမြန်းတော်မူလာတဲ့မြတ်စွာဘုရားရှင်ရောင်ကြီးတော်တွေဖူးရတာယင်တဲ့မှာပိတိရိပြို့လို့လေပေးတတ်ကြီးဘုရားမြတ်စွာအတက်တုံးကလူပဲယင်မိအစုံအစုံတကူကိုထပ်ပြီးပြပါတယ် ပြီးတော့မြတ်စွာဘုရားအရင်ရှင်းမြင်တာအထက်အောက်ဆင်းနေတာကြည့်လိုက်တော့စက်ကြာဝလာမောင်များစွာဟင်းနှင်းပွင့်သွားဒါကြောင့်အင်းဒီနေ့ကလူတွေကလည်းနတ်တွေကိုမြင်ရတဲ့နေ့နတ်တွေကလည်းလူတွေကိုမြင်ရတဲ့နေ့ထူးမြတ်တဲ့နေ့ဆိုတော့ဒီလိုသဘောပေါက်ပါလေမှန်လားပြည်သားကြီးတို့ခေပင်ရှင်းတက်တာဒကာဒကာမတွေဟာဒီအသက်ရှူဖို့မေ့နေမှတက်ပဲ အကြကြည်နိုးလေဘုရားမြတ်ဆရာအဲ့ဒီလေးကဖယားကြည်ညိုွယ်ကောင်းလွန်းလို့လေပြည့်တယ်ဖယားဆိုမပန်တဲ့သူမရှိဘူးလို့စာကပြောတယ်